ကြောက်စရာကောင်းတဲ့ဝတ်စုံတွေတကြားလုံးတွေပြည့်နေတယ်။ဒီပွဲတော်ရဲ့နောက်ကွယ်မှာဘလို့သမိုင်းကြောင်းရှိနေလဲ။စောင်းဝင်းဆိုတာကနွေရာသီရဲ့အဆုံးသတ်လို့အထိပ်ပဲရပါတယ်။ဒါပေမဲ့ဘာလို့အဲ့ပွဲတော်ကတရေတွေနဲ့ဆက်ဆက်သွားတာလဲ။အောက်တိုဘာ31ရက်နေ့ညဟာလေနွေရာသီကနေမှောင်မိုက်တဲ့စောင်းရာသီကိုကူးပြောင်းနေညလို့လည်းပြောကြပါတယ်။ ပရိသတ်များအားလုံးမင်္ဂလာပါ။ Manly FM နဲ့ Thin Radio ရဲ့ Halloween Special အစီအစဉ်ကနေကြိုဆိုပါရစေ။ကျမကတော့အိမ်တွေပါ။ဒီနေ့အစီအစဉ်မှာတော့အောက်တိုဘာ31ရက်နေ့ညရဲ့ထူးခြားတဲ့ည Halloween ကြောင်းကိုပြပြပေးချင်တာဖြစ်ပါတယ်။ကြောက်စရာကောင်းတဲ့ဝတ်စုံတွေ၊တကြားလုံးတွေနဲ့ပြည့်နေတဲ့ဒီပွဲတော်ရဲ့နောက်ကွယ်မှာဘလို့သမိုင်းကြောင်းတွေရှိနေလဲ။ Halloween ရဲ့မူလစကိုပြောရမယ်ဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း2000ဝန်းကျင်ကအိုင်ယာလန်တဝိုင်းမှာနေထိုင်တဲ့ဆဲသစ်လူမျိုးရဲ့ပွဲတော်၊စောင်းဝင်းပွဲတော်ကိုပြန်သွားရမယ်ထင်ပါတယ်။ စောင်းဝင်းဆိုတာကနွေရာသီရဲ့အဆုံးသတ်လို့အဓိပ္ပာယ်ရပါတယ်။ဒါပေမဲ့ဘာလို့အဲ့ပွဲတော့တရေတွေနဲ့ဆက်ဆက်သွားတာလဲ။ဆက်တဲ့ကနိုဝင်ဘာတရက်နေ့ကိုသူတို့ရဲ့နှစ်တကူဖြစ်သတ်မှတ်တယ်။အောက်တိုဘာ31ရက်နေ့ညဟာလေနွေရာသီကနေမှောင်မိုက်တဲ့စောင်းရာသီကိုကူးပြောင်းနေညလို့လည်းပြောကြပါတယ်။အဲ့ဒီညမှာရှင်သန်သူရဲ့ကဘာနဲ့တေဆုံးသူရဲ့ကဘာကြအကရပါလွားတယ် ဆိုတော့ဝိညာဉ်တွေကလွတ်လွတ်လပ်လပ်သွားလာမယ်။ကွယ်လွန်သွားတဲ့ဘိုးဘပြည်ပင်ရဲ့ဝိညာဉ်တွေ၊နတ်ဆိုးတွေနဲ့ရန်လိုတဲ့ဝိညာဉ်တွေပါရောက်လာနိုင်ပါတယ်။အဲဒါကြောင့်ဆဲသစ်တွေကဝိညာဉ်ရဲ့သူတို့ကိုမခွဲခြားနိုင်အောင်တရေပုံစံဝတ်ဆင်ပြီးဖုံးကွယ်ခဲ့တဲ့ဓလေ့ရအခုထိခစားနေဖြစ်ပါတယ်။ဒါဆိုဝတ်ဆုံဝေးရတဲ့ရည်ရွယ်ချက်ကကြောက်လို့မဟုတ်ပဲအန်ရည်ကလည်းရှောင်ရှားနေတဲ့သဘောပါ။ငရေပြီဆိုတာ ခရစ်ယာန်ဘာသာရဲ့ထာဝရငရေပြုရည်ညွှန်းတာမဟုတ်ဘူး။ရှေးဟောင်းဆက်တဲ့လူမျိုးတွေယုံကြည်ရဲ့အာတော်ဝအချားကပါဝိညာဉ်ကပါတယ်ဒါမှမဟုတ်အန်တော်ဝမြေောက်ကပါကိုရည်ညွှန်းတာဖြစ်ပါတယ်။အဲ့ဒီယုံကြည်မှုတွေနဲ့ဆက်ဆက်ပြီးတော့ဝိညာဉ်ကူကြောင်းပြပြချင်ပါတယ်။အိုင်ယာလန်နိုင်ငံမှာရှိတဲ့ဝိညာဉ်ကူကြောင်ကူလို့လည်းခေါ်ပါတယ်။ရှေးခေတ်ဆက်တဲ့တွေကဒီကူအာတော်ဝကနတ်မိတ်စား နတ်ဆိုဖယ်ရီယာတွေနေတဲ့ကမ္ဘာကိုဝင်ရောက်နိုင်တဲ့တကားလို့လည်းယုံကြည်ကြပါဒဏ္ဍာရီတွေကစောင်းဝင်းညမှာဒီကူတကားကိုပွင့်သွားပြီးတော့မကောင်းဆိုတာမော်ရီဂန်လို့စစ်နေဗျာမအင်းနဲ့အချာကြောက်စရာကောင်းနေဒရဝါရီကထွက်လာတယ်လို့လည်းဆိုကြပါတယ်အာတော်ဝါန်မကောင်းဆိုတာထွက်လာဆိုရင်အယူဆရခရီးယန်တလေးနဲ့ရောနှောဝါတဲ့အခါမှာတော့ဟဲဂိတ်ဆိုတဲ့ဝေါ်ဟာရအဖြစ်ပြောင်းလဲသုံးဆွဲလာပါတယ်အခုခေတ်ကလေးတွေအကြိုက်ဆုံးဖြစ်နေတဲ့ trick or treat အကြောင်းလည်း ပြပြချင်ပါတယ်ထရထရဲ့မူလအစကတော့အင်္ဂလန်နဲ့အိုင်ယာလန်ဆိုးလေးတလေးပါစင်းရဲသားတွေကအိမ်တွေကိုလိုက်ပြီးတော့ဆိုးကိတ်ဆိုတဲ့ကိတ်မှုတောင်းမုတ်ရရင်မုတ်ပေးရဲ့မိသားစုရဲ့ကွယ်လွန်သူဝိညာဉ်တွေဆူတောင်းပေးရပါတယ်ခုခေတ်မှာတော့မုတ်ပေးပါမပေးရင် နောက်ပြောင်းမှုလုပ်မယ်ဆိုတဲ့သဘောပေါ့နောက်တစ်ခုက just on london ဒလိပါဒီဒလိမှာတော့မာနက်ကိုလှည့်စားခဲ့တဲ့အိုင်ယာလန်သားတူချက်ရဲ့ဌာနကြီးပါ just ဟာပေဆုံးသွားတဲ့ခါမှာကောင်းကင်ဘုံကငရေပြည်ရပါလက်မခံဖြစ်နေပါအဲ့ဒါကြောင့်သူကမန်နဲ့ပြီးတဲ့မိကဲကိုမုံလာဟုတ်တယ်မှာထွင်းထည့်ပြီးတော့ညီကဘာနဲ့နေရပါအဲ့ဒါကြောင့်အစရွှေပြုံသီးမဟုတ်ပဲမုံလာဟုတ်ဖြစ်ခဲ့တာပါ အိုင်ယာလန်ကနေရွှေပြောင်းနေထိုင်တဲ့သူတွေကအမေရိကန်ကိုရောက်တော့ twin two ကပူလဲတဲ့ရွှေဖြုံသီးကိုအစာထွင်းရင်းနဲ့ just or leather တလေးအားကျေပြက်လာပိတ်သက်ပြီး Halloween မှာဘလို့ဝတ်စားမျိုးကို cosplay လုပ်ရမယ်ဆိုတာမသိဘူးပြပြပေးပါပထမဆုံးနေနေတော့အမြင်နဲ့လူကြိုက်များခဲ့တယ်ဆုံးမဝတ်စုံမှာဆုံးမကဘာပေါ်မှာရှေးကြဆုံးလည်းဖြစ်ပါတယ်စိတ်ကူးရင်စက်ကောင်တွေတရားတစ်ခုပါအုတ်ထုတ်ချွတ်ချွတ် အနက်ရောင်ဝတ်စုံပြီးတော့တပြန်စီနဲ့ဆိုရင်ဘသူမဆိုဆုံးမမှန်တိပါတွေးဆုပ်ဖို့ကောင်းရလဲထိုနည်းသူပါဒရဂူလာလို့ခန့်ညာပြီးကြောက်စရာကောင်းတဲ့ပုံစံတွေကလူကြီးတွေရောလူငယ်တွေပါသဘောကျပါတယ်တရေဝတ်စုံလည်းရှိပါသေးတယ်ဒီဝတ်စုံကတော့လွယ်ကူရိုးရှင်းဆုံးနဲ့အသက်တာဆုံးလို့ပြောရပါမယ်အဖြူရောင်ဝတ်စာကြီးကိုပေါက်ဖောက်ပြီးတော့ဝတ်ရုံပါနောက်တစ်ခုကတော့ဖောက်ကောင်းပါ ဝေါကင်းတက်လို့ဇလန်းသွဲရဲ့ကြောင့်အရန်ရေပန်းသားလာရဲ့ဝတ်ဆုံးပါပုပ်ပွနေရဲ့မိတ်ကပ်တွေစုပ်ပြဲနေရဲ့အဝတ်စားတွေလမ်းလျှောက်ပေါ်ကလိုက်ပြီးလှုပ်လို့စစ်ကြက်စရာကောင်းပါနောက်ဆုံးဝတ်ဆုံးကတော့ရွှေပြုံသီးဝတ်ဆုံးပါ Just on London နဲ့ Halloween ရဲ့အဓိကတင်ကြေးတာတစ်ခုဖြစ်တဲ့အတွက်ကံဝင်မြောက်တဲ့ဝတ်ဆုံးပါအချားလူကြိုက်နေရတဲ့ဝတ်စုံနေလဲဆိုရင်အရိုးချဝတ်စုံပြင်နေသမျှကဘာကျော်စုပါဟီးရိုးဝတ်စုံကလည်းခေါက်ပြကြပါ နားဆင်နေတဲ့ပရိသတ်တွေအောင်ဒီနေ့ပြောပြသွားတဲ့ classic hollywood ဆုံးနေရဘယ်ဝိဆုံးကိုဒီနေ့ hollywood အတွက်စိတ်ကြိုက်ဖြစ်ဆုံးဖြစ်တယ်ဒီလိုတမိုင်းဝင်နေညမှာပရိသတ်တွေစကားကြည့်ဖို့အစီအစဉ်ရှိရီကောင်းမဲ့ပြင်နာလေးရှိပါတယ်တကယ်ကိုအိမ်မပြောတဲ့အထိကြောက်ချင်တဲ့သူတွေဆိုရင်တော့ hollywood 1978 classic horror movie ကိုကြည့်တင်ပါတယ် hollywood ပုံစံအပြည့်ရပြီးတော့ကြော်ချင်တဲ့သူတွေဆိုရင်တော့ focus focus 1993လို့ ဆုံးမညီမ၃ရက်အကြောင်းကြည့်တင်ပါတယ်။မိသားစုတွေနဲ့ဆိုရင်တော့ The Nightmare Before Christmas 1992ကိုအကြံပေးပါတယ်။ Animation တွေလည်းလာတယ်။ Horror Fight လည်းအပြည့်ရပါတယ်။ညဝိညာဉ်တွေနဲ့နတ်ဆိုးတွေလွတ်လပ်စွာသွားလာနိုင်တယ်လို့ယုံကြည်ကြတဲ့စသစ်တွေရဲ့ညဖြစ်တာကြောင့်တတိထားပြီးပျော်ရွှင်စရာကောင်းတဲ့ Horror ညကိုဖန်ဆင်းနိုင်ကြပါတယ်။အားလုံးကို Trick or Treat လုပ်ရင်ကြောက်စရာကောင်းတဲ့စကားတွေကြည့်ရင် Horror ပွဲတွေ ပျော်ရှင်စွာဆင်းနေနိုင်ကြပါသည်လို့ဆုတောင်းပြီးဒီနေ့စီစဉ်ဒီလောက်နဲ့ပဲနှုတ်ဆက်လိုက်ပါတယ်အားလုံးပဲ happy holiday happy holiday